အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမုံကောင်းတောင်းပီးလိုက်ပါတယ်။ အဲ့လက်ရှိဒါဒီနေရာမှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့အပြောင်းအရွှေ့နောက်တစ်ခုကတော့ဒါကျွန်တော် Manchester City အသင်းရဲ့အပြောင်းအရွှေ့ဖြစ်လာလို့လာခဲ့ပြီဖြစ်တယ်။ Manchester City အသင်းအနေနဲ့လာမယ့်လူရာဒီအတွက်အပြောင်းအရွှေ့ကိုအခုကလေးကဒါတည့်ရဝင် Hugo Vieira နဲ့ဒါ Pep Guardiola နဲ့ပေါင်းပြီးတော့ဒါ share လုပ်ဆောင်နေတာဖြစ်တယ်လို့ပြောလို့ရတယ်။အခုချိန်မှာဒါ Manchester City အသင်းရဲ့ဒီနှစ်ရဲ့ဒါ number 1 priority က attacking midfielder ကိုအမြန်ဆုံးခေါ်ယူဖို့ပဲ။အဲဒီကြတဲ့မှာဒါ Manchester City အသင်းနဲ့လက်ရှိမှာ Florian Risk ကိုဒါကျွန်တော်တို့အနေနဲ့မခေါ်ယူနိုင်ခဲ့တဲ့နောက်ပိုင်းမှာတို့နဲ့ဒီ attacking မစ်ဖီးဒါနေရာအတွက်မော်ဂန်ဂစ်ဝိုက်ကိုအဓိကနေရာထားလာခဲ့တယ်။ဒါပေမဲ့ဒါနောက်ဆုံးရသတင်းတွေရဆိုရင်တော့ဒါကျွန်တော်တို့ဖာဘီဇီရူမန်ဒိုရဲ့တင်ပြနေရဆိုရင်မန်ချက်စတာယူနိုက်တက်မန်ချက်စတာစီးတီးအသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ပြင်သစ်ကွင်းလေကစားသမားဖြစ်တယ်ဒါ Lion ရဲ့ကွင်းလေကစားသမားဖြစ်တယ်ဒါလူငယ်လေးဖြစ်တဲ့ Ryan Sherkey ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ Ryan Sherkey ကိုတော့အခုလက်ရှိမှာအသင်းတော်တော်များများကလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ် Lion ဘက်ကလည်းဒီကစားသမားကိုလာမယ့်နေရာဒီမှာအသင်းကထွက်ခွင့်ပေးထားပြီးကစားသမားကိုတိုင်လည်း Lion အသင်းကနေထွက်ခွာမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်ဒီမှာပါတယ်ဒါပေမဲ့ဒီနေရာမှာ Ryan Sherkey ရဲ့အဓိကအားသာချက်တစ်ခုကသူ့အနေနဲ့အခုလက်ရှိမှာတော်တော်လေးကိုကောင်းနေဒါပေမဲ့ ်ဒီနေရာမှာအယမ်းမိုက်တဲ့ကိစ္စတခုရှိတယ်အယမ်းဆိုးတဲ့ကိစ္စတခုလည်းရှိတယ်နှစ်မျိုးရှိတယ်အယမ်းဆိုးတဲ့ကိစ္စတခုအရင်ပြောရအောင်ကောမိုက်တဲ့ကိစ္စနောက်မှပြောမယ်အယမ်းဆိုးတဲ့ကိစ္စကဘာလဲဆိုတော့ဒီကစားသမားရဲ့လက်ရှိပြဿနာကနည်းနည်းလေးဒါကျွန်တော်တို့သူ့ရဲ့ဇယိုက်ပေါ့နော်ဒါ attitude ပေါ့နော်သူ့ရဲ့ဇယိုက်ကတီးကြတယ်မှာဒါကျွန်တော်တို့ lion ရဲ့ဒါကျွန်တော်တို့နီးပြာတွေနဲ့ lion ရဲ့လက်ရှိကစားသမားတွေနဲ့မကြခဏဆိုသူပြဿနာဖြစ်တယ် training နောက်ကြတယ်ပြောချင်တာဗျာ तू ဘာလဲဆိုတော့ ြင်သက်သားတွေရဲ့ထုံးစံတိုင်းလို့ပဲနည်းနည်းလေးပြောရမယ်တော့မှရှိတယ်။နည်းနည်းလေးခုနကပြောလို့ပဲဒါလှုပ်ချင်လှုပ်မယ်မလှုပ်ချင်မလှုပ်ဒါပေမဲ့ Queen နဲ့ Mara ဒါ Lion Mara ကျွန်တော်ဒီလုံးဝကိုအရေးပါတဲ့ကစားသမားတယောက်ဖြစ်ခဲ့ပြီး Sharky ကတကယ်ကိုလမ်းပြန်ထွက်တဲ့ခြေစွမ်းကိုပိုင်ဆိုင်လာတဲ့ကစားသမားတယောက်ဆိုတော့လုံးဝငင်းစရာမလိုအဲ့တော့ဒါကြောင့် Manchester City အသင်းနဲ့ Ryan Sharky ကိုတစ်ချက်တော်တော်လေးကိုစိတ်ဝင်စားနေတယ်။ဒါကို Fabrizio Romano ကိုယ်တိုင်ကလည်းသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတရားဝင် confirm လုပ်ပြီးသားဖြစ်လိမ့်မယ်။ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့ မန်ချက်စတာစီးတင်တဲ့ရိုင်ယန်ရှက်ကီကသူတို့ list ထဲကကစားသမားတစ်ယောက်ဖြစ်ပြီးအခုလက်ရှိမှာတရားဝင်ချိတ်ဆက်မှုတော့မပြုလုပ်ရသေးဘူး။ဘာကြောင့်လဲ။အခုလက်ရှိမှာခုနကျွန်တော်ပြောခဲ့တဲ့သတင်းစိုးကတော့ကျွန်တော်ကစားသမားစာရိုက်နည်းနည်းကျန်နေဆိုပေမဲ့နောက်တစ်ခုသတင်းကောင်းတစ်ခုကကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကတော်တော်လေးကိုဈေးပေါ်ပြီးကောလာဟာလာတွေရဈေးကနှမျိုးထွက်နေတယ်။ပထမဆုံးတစ်မျိုးက22.5တန်း25တန်းဈေးကနှမျိုးထွက်နေတယ်။အဲ့တော့ဘယ်ဈေးပဲထွက်ရဗျာ။မနေ့ပြောမှာဆိုရိုင်ယန်ရှက်ကီဒါဒီကစားသမားကိုကြည့်ဘူးတဲ့လူဆိုသိလိမ့်မယ်။ကျွန်တော်ကတော့နောက်ပိုင်းမှာဒီကစားသမားကိုဒါကိုရီအသင်းကလည်းဒါ ိုတော်တန်ဟော့စပါတင်းကလည်းစိတ်ဝင်စားတော့သူ့ရဲ့ဒါကျွန်တော် form လေးသူ့ရဲ့ဒါကျတော့ကစားပုံလေးတို့ကျွန်တော်နည်းနည်းများဒါကျွန်တော်လိုက်ပြီးတော့ကြည့်ဖြစ်တယ်ပေါ့နော်လေးလာဖြစ်တယ်ပြောအောင်ကျွန်တော် tactical နားလေလို့နားမလေတော့ဒါဒါလေးလာဆိုတဲ့စကားကိုတော့ပြောလို့မရကြည့်ဖြစ်တယ်လို့ပဲပြောအောင်အဲ့တော့ဒါ Ryan Shaky ကိုလည်းရှိမှာဒါတော်တန်ဟော့စပါတင်းကလည်းတရားဝင်စိတ်ဝင်စားမှုတွေရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါနည်းနည်းကြည့်ဖြစ်တယ်ကစားသမားကတကယ်ပြောအောင်ဆိုရင်တော့ flare တွေတအားပြည့်တဲ့ကစားမတော်တော်လေးကိုပြကြအနူရအနူကျွန်တော်တော်တော်လေးကိုပြမိုက်တယ်ဗျာဒါလားဘောလုံးကဒါကျွန်တော်တို့လူတီးသုံးတော့လူတယောက်ကိုဘလူကြောရမယ်အရန်လှပတဲ့ကစားသမားရဲ့ဒါပေမဲ့ခင်ဗျားတို့ကဒါကျွန်တော် city အသင်းကို ဒါပြစ်သက်တွေကိုစိတ်ဆိုးမဲ့စကားတခုကျွန်တော်ပြောမယ်ဗောနော်ဒါကျွန်တော်ခင်ဗျားတို့စိတ်ဆိုးတော့စိတ်ဆိုးလဲစိတ်ဆိုးကောင်းစိတ်ဆိုးဒါပေမဲ့ကျွန်တော်ပုံမှန်လေးလေးခင်ဗျားတို့ပြောချင်တယ်အဲ့ဒါကပါလဲဆိုတော့ပက်ဂေါ်လာလက်အောက်မှာဒါကျွန်တော်ရဟန်ရှက်ကီကိုကျွန်တော်တော်တော်လေးကိုယဉ်လေးတယ်ဘာကြောင့်လဲပက်ဂေါ်လာကသူဆော့ချင်တဲ့ဖုန်းပြောချင်တာဒါအလူရအလူပကစားသမားတွေအဲ့လိုမျိုးသူဆော့ခိုင်းတာနေတယ်ဒါခုနကပြောသူ့ရဲ့ ုံစံမျိုးသူ့ရဲ့ပုံစံကွက်တွေကိုပက်ပေါ်လာထဲဆော်တာများတယ်။ဥမာပြတာခုနကပေါ်စီဗီယိုဆိုတာဂျီရိုနာမှာဘလူမျိုးလန်ပြန်ထွက်ပြီးတာခုနကပေါ်သူပဲဒါဟို၃ရောက်၄ရောက်တော့ခေါ်အဲ့တော့စီဗီယိုခုလက်ရှိမှာဒီလိုမျိုးတွေတိတ်မတွေ့ရအောင်အဲ့တော့ဂျက်ဂရီးလေးရှယ်ဒီတိုင်းမှာတော့ သူရဲ့ form တိုင်းမှာဒီကစားသမားသူ့ရဲ့ကစားအဝင်ဂွင်ကြပုံစံမျိုးဆော့နိုင်မယ်ဆိုတော့လုံးဝငင်းစရာမဟုတ်ဒါ Guardiola ရဲ့တကယ်ဒါပေမဲ့ Guardiola ကဒီသူ့ရဲ့ဒါကျွန်တော်တို့ robotic way တွေမဟုတ်ဘဲဒါ flair နဲ့ပတ်သက်လာရင်ကျွန်တော်ကဒါရင်နည်းနည်းလေးနှမျောမိတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောတာ Ryan Shaki ရဲ့အဓိကတက်လန်တက်ဖို့အတွက်ကလာကျွန်တော် Manchester City ကသူ့ရဲ့အကောင်းဆုံးနေရာတနေရာဖြစ်မယ်လို့မြင်နေ City သင်းနဲ့ခုလက်ရှိမှာ Ryan Shaki ရဲ့စာချုပ်ဖြတ်သိမ်းကြီးအမောက်နေတာရဲ့သူ့အနေနဲ့ကစားသမားရဲ့လက်ရှိခြေစွမ်းကတအားကောင်းနေတာရဲ့အကြောင်းမို့ City သင်းနဲ့ခုနကပြောသူ့ဇေယျကျန်းတာကိုမေ့ပြီးတော့ဒါအဒီအပြောင်းရွှေ့တဲ့ကိုဝင်ဖို့အတွက်စဉ်းစားနေတယ်အခုလက်ရှိမှာ ျွန်တော်သိတော့ဗောနော Paris Saint Germain PSG ရဲ့ဒါကျွန်တော်တို့ Manchester City အသင်းရဲ့ဒါကျွန်တော်တို့ Tottenham Hotspur အသင်း၃သင်းကတော့ကျွန်တော်ဒီကစားသမားကိုခေါ်ယူဖို့တော့စိတ်ဝင်စားအကြီးအဆုံးကဒီကစားမ Tottenham Hotspur အသင်းပဲခုနကကျွန်တော်ဒါဟိုငကားကောင်း meme ရှိရယ်လေငကားကောင်းနဲ့ရောက်တာ serious ဖြစ်ပြီငကားကောင်း ရှာထွက်နေတဲ့ meme လေးအဲ့အဲ့အဲ့ဒီပုံစံမျိုးပဲဒါခုနကအတင်းသုံးသင်းစိတ်ဝင်စားနေ spa ပါတယ်ပေါ့အဲ့တော့ကိုကကျွန်တော်က Ryan Shaki ကိုတအားကြိုက်တဲ့ကစားသမားရယ်ပေါ့ဆိုဒီကစားသမား AM Solly ရယ် left wing Solly ရယ် right wing Solly ရယ်ပေါ့နော်သူကဒါခုနကပေါ့ဆိုရှေ့ရယ်ဒါကျွန်တော်တို့ transition မှာတော်တော်လေးကိုဒါမိုက်တဲ့ကစားသမားပေါ့နော်ပြောချင်တာဒါခုနကပေါ့ဆိုပဲဒါကစားသမား transition ပြောင်းသွားတဲ့အချိန်မှာသူ့အနေနဲ့လူနှစ်ယောက်လောက်ကို AC ကြော်ပြနိုင်တဲ့ကစားသမားရယ်တက်ရောက်လို့ပြောလို့ရတယ်အဲ့တော့ Ryan Shaki ကိုဒါ City သင်းရခဲ့မယ်ဆိုရင်တော့ဒါ attacking midfielder နေရာမှာတော်တော်လေးကိုဒါမစိုးဘူးလို့ပြောလို့ရတယ်ဒီမှာပါတယ်ဒါ City သင်းနဲ့ဒါ Ryan Shaki ကိုခေါ်သင်းတဲ့ စားသမားတယောက်လို့ကျွန်တော်နေမယ်ဈေးဝိုက်စရာတော့ပြောစရာမလိုဘူး22.5ဒန်း25ဒန်းယူရို25ဒန်းစာချုပ်ပြတ်သိမ်းကြီးဆိုတော့တကယ်ကိုဒါဈေးပေါ်လို့ ਨੇ ဈေးတစ်ခုလို့ကျွန်တော်အနေနဲ့မြင်အဲ့တော့ဒါတစ်ဖက်ကအသင်းဘက်ကလည်းဒါတရားဝင်ထွက်ခွင့်ပြုလာတယ်ကစားသမားကိုယ်တိုင်ကလည်းလာမင်းလူရဒီမှာအသင်းကထွက်မယ်ဆိုပြီးတရားဝင်ပြောကြားထားတဲ့ကြောင့်မို့စတီသင်းတဲ့ Ryan Shakey ရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်တို့ဘယ်လိုမျိုးပါဝင်လဲအခုလက်ရှိမှာတရားဝင်စကားပြောဆိုမှုတော့မရှိသေးဘူး Fabrizio Romano ရဲ့ပြောပုံရဆိုရင်တော့ဒီကစားသမားကိုလက်ရှိမှာဒါကျွန်တော်တို့စီဒီအသင်းအနေနဲ့ဒါ list ထဲကတယောက်အနေနဲ့ပဲသတ်မှတ်ထားတာဖြစ်တယ်အခုချိန်မှာဒါကျွန်တော်တရားဝင်ချိတ်ဆိုမှုပြုလုပ်ထားတာဒါကျွန်တော်တို့ Morgan Gisway ပဲစီစီသင်းဘက်ကလက်ရှိမှာဒါကျွန်တော် Hugo Viena အောင်ဒါ Guardiola အနေနဲ့အခုလက်ရှိ Morgan Gisway ကိုတော်တော်လေးကိုသဘောကျတယ် Morgan Gisway နဲ့အခုလက်ရှိလောက်ခလာစားပိုင်းရတယ်အဲ့လောက်ကြီးခက်ခဲမှာမဟုတ်ဘူးကစားသမားကိုယ်တိုင်ကလက်ရှိမှာ Champion League လွဲချော်ခဲ့တဲ့အတွက်ကြောင့်မလို့ Champion League ဆော့ရမယ်တဲ့တဲ့တင်ကိုသူ့အနေနဲ့ရွေးချယ်မှုအတွက်သူကမျှော်လင့်နေတယ်မှာပါတယ် ဒါကြောင့်မလို့လက်ရှိမှာဒါကျွန်တော်တို့ Morgan Giswine အနေနဲ့သူက CD ကိုပြောင်းဖို့အတွက် personal ဒါ agreement ပေါ့နော်ပုံကိုရရသဘောတူညီမှုကအခက်အခဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူး။ဒါကြောင့်မို့ဒါ CD အသင်းနဲ့တကယ်တမ်းဆွေးနွေးရမှာ Northern Voice အသင်းနဲ့ Northern Voice အသင်းကအခုလက်ရှိမှာတည်ရတော့ကသူတို့အနေနဲ့ဒါ Europa League မဟုတ်ဘူး Europa League လား Conference League လားကျွန်တော်ကြည့်လိုက်ပါအောင် Northern Voice ကို Europa League မဟုတ်လောက်ဘူးတန်တယ်ကြည့်လိုက်ပါမယ် sorry ပါကျွန်တော်အဲ့ဒါ joke ရဆိုတော့ကျွန်တော်ဇာတ်မှတ်မိဘူးပေါ့နော်အဲ့တော့ พรีเมียร์ลีกကိုဝင်ကြည့်အော်မဟုတ်ဘူးနော်ဒန်ဖော်ရက်ကတာကွန်ဖရင့်လीအဲ့တော့ conference league ဆိုတဲ့ကြောင့် northern forest ကမနိုင်ပြောမလို့လက်ရှိခြေစွမ်းနေဆို conference league ကိုသူတို့ကရနိုင်စွမ်းရှိရတယ်မှာပါတယ်အဲ့တော့ northern forest အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် conference league ခံရမယ် conference league ခံရမယ်အတွက်ကြောင့် northern forest အသင်းနေနဲ့ဒါ morgan gates က conference league မှာဒါအရေးပါတယ်ဆိုတော့တမန်တယောက်အနေနဲ့လက်ရှိနှိပြနေနေဒါယူဆဒါပေမဲ့ပြဿနာကသူတို့ရဲ့ဒါကျွန်တော်တို့ပိုင်ရှင်ကဒါကျွန်တော်တို့မနစ်ကနွေရာဒီရောမနစ်ကဆောင်းရာဒီမှာငွေနေနေအများတုံးထားတဲ့အတွက်ကြောင့်မို့သူတို့ရဲ့အဂရိကကစားသမား PSR နဲ့ FFP တို့ကြောင့်မို့အဓိကရောင်းချဘူးတော့ပြင်ဆင်လာခဲ့တယ်ဘောနော်အဲ့တော့အဓိကဒီနေရာမှာဒါဆွေးနွေးရမယ် တို့ပြောရမယ့်အချက်တွေကဘာတွေလဲလို့ပြောပါဆိုရင်တော့ဒါကျွန်တော် Northern Forest ကတောင်းပဲစီးပဲ Northern Forest နဲ့ဒီနေ့ခုလက်ရှိမှာ Morgan Gisway ကိုဒါကျွန်တော်ယူပေါင်တန်း80နဲ့တန်းတရာကြားတဲ့တောင်းမှုရှိတယ်ယူရိုကလည်းတန်းတရာပေါ့အဲ့တော့ဒါကုနာပေါ်တယ်ပဲ market တယ်မှာကုနာပေါ်လို့ Ryan Shaki လူကစားသမားမျိုးကိုယူရို25သန်းနဲ့ရတဲ့ချိန်မှာ Morgan Gisway ကိုဒါကျွန်တော်တို့ယူရို80တန်းရှိကိုပေါင်တန်း80ယူရိုတန်းတရာလောက်နင်းနီးပေးပြီးခေါ်မလားဆိုတဲ့မိကုန်းကိုစီးရီးတင်းနဲ့ဒါဆွေးနွေးရပြီအဲ့တော့ဒါကုနာ Morgan Gisway ကတကယ်အဆင့်တန်းရှိတဲ့ကစားသမားတယောက်ဆိုတော့လုံးဝငင်းစရာမလိုဘူးဒီနေ့ရဲ့ Forest ရဲ့အကောင်းဆုံးကစားသမားတယောက်ဆိုတော့လည်းငင်းစရာမလိုဒါပေမဲ့ တန်းတရာဆိုတဲ့စကားလုံးကဒါပါဇက်ကပြောရင်ဒါခုနောက်ပိုင်းမှာဒါမစိမ့်တော့တဲ့ဈေးတစ်ခုဖြစ်ပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုတာတော်တော်လေးကိုမြောက်တဲ့ဈေးတစ်ခုဖြစ်တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်ကမြင်ပြီးတယ်ကျွန်တော်ကမနိုင်ပြောဒီဈေးယူကျွန်တော်လုံးဝပြမော်ဂန်ဂစ်ဆွက်ကိုကျွန်တော်အနေနဲ့တော်တော်လေးကိုသဘောကျတာမှန်ပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုဒီဈေးကိုတော့ကျွန်တော်တော့ဘလို့မှသဘောကျနေရနေတာမှမရှိဘူးအဲ့တော့အဲ့ဒီကွင်းလက်ပိုင်းနဲ့နည်းနည်းလေးဆက်ဆက်ပြီးရအောင်မယ်ဆိုလက်ရှိမှာ Manchester City အသင်းက Reinders တွေဒါကျွန်တော်ဒုတိယမြောက်ကန်လတ်မှုအနေနဲ့ပေါင်းတော့ Euro တန်း60နဲ့65တန်းဝင့်ကျင်ကြရှိတယ် Package တစ်ခုနဲ့ Reinders ကိုထပ် က်ပြီးတော့ကန့်လန့်မယ်လို့သိရတယ်မှာပါတယ်အဲ့တော့သိကြတဲ့အတိုင်းပဲဒါ Rangers ကိုဒါကျွန်တော် Manchester City ကပုတ်ကိုကြီးရသဘောတူညီမှုရောက်ဖို့အခြေအနေတွေကောင်းနေပြီးတော့အသင်းတင်းတင်းညာဆက်လက်ပြီးဆွေးနွေးနေတယ်လို့သိရတယ်မှာပါတယ်အဲ့တော့ AC Milan အသင်းအနေနဲ့လက်ရှိမှာ Rangers ရဲ့65တန်းကိုတော့လက်ခံသွားပွဲရရှိပြီးတော့ City သင်းရဲ့ဒီနေ့ရဲ့ပထမအဆုံးခေါ်ယူမှုကဒါကျွန်တော်တို့ Rangers ဖြစ်လာဖို့တော့ရာဂိုင်းနှုန်းနေများနေပြီးလို့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ Rangers ကိုတော့ကျွန်တော်တို့ personally အခုလက်ရှိမှာ City ခေါ်မဲ့ကစားသမားတွေအကုန်လုံးကျွန်တော်သဘောကျတယ်မှာပါတယ် Liverpool တို့လည်းသဘောကျတယ် Rangers လည်းသဘောကျတယ်ရှယ်ကီလည်းသဘောကျတယ်ဘောနော်အဲ့တော့ဒါဘောနော် City ကကူချဲတဲ့ကစားသမား ားတွေပဲအဓိကကစားသမားတွေပဲခေါ်ရတဲ့ကြောင့်ဒါသိပြီးတော့ပြောစရာတော့မလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့မီတိုဘေဆိုစီကမူဒါစီတီတင်းကတော့ကွင်းလေပိုင်းလှုပ်ရှားမှုကိုအခုချိန်ထိဒါပြင်းပြင်းထန်ထန်ဆက်လက်ပြီးလှုပ်ရှားနေဆဲဖြစ်တယ်လို့ပြောရင်လည်းကျွန်တော်ကိုတော့ကွန်ပြူပုံပြဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလူစီတော်ပေါအောင်ကိုညီလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်ဖို့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးအကျိုးတူပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာအေးဆေးဆေးတူကြတာပေါ့အဲ့တော့ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်အခုလက်ရှိမှာဒါကျွန်တော် Useful Media 3.0 page လေးဒါကျွန်တော်ပြန်နေပါတယ်။အဲ့ဒီ page ကဒါကျွန်တော်တို့တွေနေ Facebook မှာဒါကျွန်တော် link အသစ်ပေးထားတယ်လို့ပြောပါတယ်။အဲ့ Telegram channel အသစ်လေးကိုလည်းဒါဝိုင်းပြီးတော့ subscribe လုပ်ပြီးဝိုင်းပြီးကြည့်လို့ရအောင်။အဲ့တော့ဒါတို့တွေ cancel ပါတယ်ဗောဘောလုံးပွဲတွေမရှိမှာပဲတို့ link ပြတ်သွားတော့အသစ်ပြန်ခေါ်ဖို့ခံတယ်။အဲ့တော့ဝိုင်းပြီးတော့ဒါကျွန်တော် subscribe လုပ်ပြီးတိုင်းကြပါအောင်။ကြောက်ပါပဲ။အားလုံးမကြိုတင်ပါနဲ့ကျွန်တော်တော့ကုန်ပြီပါဗျာ။ဒီပါဗျာ။